မင်္ဂလာပါရှင်။ဘာမကိတိတရင်ဌာနကနေအော်တိုဘားလ14ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့စကိုင်းမင်းကွန်လန်တွင်ထိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်မှစေဦးထမနေတေဆုံကဒေါ်လန်ရေးဘက်မှလည်းကြာဆုံးမှုတချို့ရှိ။တင်ကန်ဝက်ပြူစော်တီကောင်စာဝေပုံလာအဖွဲ့ကနေပြည်တော်တွင်တနက်ပြက်ဖောက်တောင်းချမ်းနေတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ။စကိုင်းတိုင်းစကိုင်းမင်းကွန်းလမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပွားနေပြီးအကြံဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြား၍ထင်ကန်းဝစ်ဖြူစော်တီကောင်းဆောင်ဝေးပုံလအဖွဲ့ကလမ်းပိုင်းတစ်လျှောက်တနက်ဖြစ်ပေါက်ကတောင်းချမ်းနေကြောင်းဒေသခံပြည်သူများနှင့်ခီးသွွားပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ရှမန်နီအော်တိုဘာလ7ရက်နေ့နနက်7:00နာရီခန့်တွင်စကိုင်းမင်းကွန်းလမ်းပိုင်းရှိလက်ပံရွာနှင့်ခိုးတောင်ရွာအကြားတွင်အကြံဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲတွင်အကြံဖက်စစ်တပ်ဘက်မှ15ဦးခန့်သေဆုံးခဲ့ကြောင်းသိရပါသည် ထိုးတိုက်ပွဲအတွင်းသေဆုံးသွားသောစစ်သားအလောင်းများနှင့်ဒဏ်ရာရသူများကိုစစ်တပ်ကပြန်လည်တည်ဆောင်လာစဉ်ပေါတော်ရွာရင်းကြီးဆက်ယုံလန်ကြအရောက်၌တော်လိုင်းရေးတပ်ဖွဲ့များကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရင်းထီထွေတိုက်ပွဲတွင်လည်းအကြံဖတ်စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများပြားခြင်းကြောင့်ပေါတော်ရွာမှအိမ်စည်းကားများကိုချော့ဆွဲပြီးစစ်သားအလောင်းများကိုတည်ထုတ်သွားကြောင်းထို့ပြင်စစ်သားများကထို့ပြင်စစ်သားများကပြည်သူပိုင်ဆိုင်ကများကိုလည်းဓားများတိုက်ပြီးယူဆောင်သွားကြောင်းသိရပါသည်။ ထို့သို့တိုက်ပွဲဖြစ်ပွားပြီးနောက်ဂျမနီမိုးလဲ3နာရီခန့်တွင်သင်္ကန်းဝတ်ဖြူစော်တီကောင်းဆောင်ဝေဘုံလာအဖွဲ့ကတိုက်ပွဲဖြစ်ပွားခဲ့သောကြီးရွာများကိုရောက်ရှိလာပြီးဇကိုင်းမင်းကွန်လမ်းပိုင်တလျှောက်တွင်ဆဲဆူတောင်ကျန်းကတနက်အချက်ရီ300ကျော်ပစ်ဖောက်သွားကြောင်းသိရပါတယ်။မနေ့ကဇကိုင်းမင်းကွန်လမ်းပိုင်မှာရှိတဲ့လက်ပံရွာနဲ့ခိုးတောင်ရွာကြားမှာတိုက်ပွဲဖြစ်တဲ့စစ်ခွေးတွေတော်တော်အထိနာတယ်။ခမ်းမန်းစစ်ခွေး15ရောက်လောက်တည်တယ်။တော်လန်ရေးတပ်ဖွဲ့တစ်ခုကအလစ်ဝင်တိုက်တာလို့သိရတယ်။ အဲ့ဒီတိုက်ပွဲကစစ်ခွေးအလောင်းတွေကိုတည်ထုတ်ပြီးအပြန်ပေါက်တော်ရင်ကြီးစက်ယုံလမ်းကြောင်းမှလည်းနောက်တစ်ခါတိုက်ပွဲထပ်ဖြစ်တယ်လို့သိရတယ်။အဲ့ဒီတိုက်ပွဲမှလည်းစစ်ခွေးအသေးညာတယ်။အဲ့ဒီဖြစ်စဉ်ကတော့ကျွန်တော်ကိုယ်တိုင်ခရီးသွားရင်မြင်ခဲ့တာစစ်ခွေးတွေက ပေါက်တော်ရွာကခွေးဘလူကားကိုချော်ဆွဲပြီးအလောင်းတွေတည်သွားတာမြင်ခဲ့တယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမိုးလဲသုံးနိုင်လောက်မှတင်ကန်ခွေးအဖွေပုံးလာအဖွဲကတိုက်ပွဲဖြစ်တဲ့နေရာကိုရှောက်လာပြီးညအထိဆဲဆိုတောင်းကြံတယ်။တနက်တွေလည်းပြစ်ဖောက်သွားတာအချက်ရေ300လောက်ရှိတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ အဆိုပါတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာနေမြေအတွင်းရှိတော်လန်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ဆက်လက်ပြီးပွင့်ဖြူနှင့်ဆက်လင်းမျိုးနယ်တို့တွင်နန်းထိုက်တော်ဝင်ခီးသည်တင်ကားပေါ်မှလူငယ်များကိုဆွဲချပေါ်တာဆွဲဖမ်းဆီးမှုအပေါက်ပင်လူငယ်ရှိဦးစစ်မှုထမ်းအဖြစ်ခေါ်ဆောင်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပွင့်ဖြူနှင့်ဆက်လင်းမျိုးနယ်တို့တွင်နန်းထိုက်တော်ဝင်ခီးသည်တင်ကားပေါ်မှလူငယ်များကိုစစ်တပ်ကဆွဲချပေါ်တာဆွဲဖမ်းဆီးမှုအပအဝင်လူငယ်ရှိဦးစစ်မှုထမ်းအဖြစ်ခေါ်ဆောင်ခံခဲ့ရကြောင်း ပြည်သူညီနောင်ဆက်လင်းတရင်တာဝန်ခံကိုပြည်သူကတရင်ဌာနကိုပြောကြားပါရယ်။အော်တိုဘလ17ရက်နေ့ဖွင့်ဖြူမြို့နယ်တွင်ရန်ကုန်မကွိုင်းဆက်လင်းစင်ဖြူကျွန်းပြေးဆွဲနေသောနန်ထိုက်တော်ဝင်ခီးသေးရင်ကိုကပြည့်လန်ခွဲအယောက်စစ်တပ်ကတားဆီးဆစ်ဆီးခဲ့ကြောင်းရှင်းအောင်ကားပေါ်မှလူငယ်ခွနဲ့ဦးကိုခီးသေးတင်ကားပေါ်မှဆွဲချပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းအလာတူအော်တိုဘလ17ရက်နေ့နနက်6:15မိနစ်အချိန်ဆက်လင်းမြို့နယ်စိတ်ကြီးကြီးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်တအူးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရပါတယ် ဖွေဖြူမာကစစ်ခွေးတွေကဂိမ်းမချပဲနဲ့ဖြတ်သွားတဲ့ခီးတဲ့တင်ကားတွေကိုတာစီပီပေါ်တာဆွဲတာပေါ့။နန်ထိုက်တော်ဝင်ကားပေါ်ကနှစ်ယောက်ကိုပေါ်တာဆွဲတယ်။နောက်ထပ်အဲ့ဒီနောက်မှာလည်းခီးတဲ့တင်ကားတွေကိုဖမ်းဆီးစစ်နေတာ။ရန်ကုန်ကနေဆက်လင်းအပြတ်မှဆွဲတာပေါ့။ဖွေဖြူမျိုးနဲ့တဲကကက်ပြေလန်ခွဲမှဆွဲတာပေါ့။အဆွဲခံရတဲ့နှစ်ယောက်ကအသက်အရွယ်က30ဝန်းကျင်ရှိမယ်။ အော်တိုဘာလ12ရက်နေ့ကလည်းစိတ်ကြီးရွာချေးရွာကိုဝင်ရောက်စီးနေပြီးပြည်သူတအူးကိုစစ်ခွေးတွေပေါ်တာဆွဲသွားတယ်။အသက်အရွယ်ကတော့22နှစ်အရွယ်ရှိတယ်ဟုပြည်သူညီနောင်ဆလင်းသတင်းဌာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါတယ်။အကြံဖက်စစ်ကောင်စီတပ်သားများသည်စစ်မှုထမ်းအဖက်စင်ဆက်ရှိအထွတ်ပြည်သူများကိုစက်တိုက်ပေါ်တာဆွဲဖမ်းဆီးမှုတွင်ဆလင်းမျိုးနယ်နှင့်ဖွင့်ဖြူမျိုးနယ်တို့တွင်အော်တိုဘာလအတွင်းလူငယ်26ဦးဖမ်းဆီးခံရပြီးလူငယ်10ဦးမှာစစ်တပ်ထံသို့ငွေကြေးပေး၍ပြန်လည်လွတ်မြောက်လာကြောင်းသိရှိရပါတယ်။ ထို့တူစစ်တပ်ကဆလင်းမျိုးပေါ်နှင့်ဖွံ့ဖြိုးမျိုးပေါ်တွင်အိမ်စည်းကားများဖြင့်နေရုံညပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်းမကွေးတိုင်းအတွင်ပေါ်တာဆွဲဖမ်းဆီးမှုများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးများကအဓိကဦးစီးဖမ်းဆီးနေခြင်းဖြစ်ပြီးငွေဖြင့်ရွေးမရှိနိုင်သောလူငယ်များမှစစ်မှုထမ်းတင်နန်းကျောင်းများသို့ပို့ဆောင်ခံထားရကြောင်းဒေသခံပြည်သူများထံမှသိရပါသည် ဆက်လက်ပြီးဝက်လက်မျိုးနယ်ရွာသားကြီးရွာကိုစစ်တပ်ကနှစ်ရက်ဆက်တိုင်းလေရင်ဂျိုင်ရိုကော့ပရာတိုဖြင့်ဘုံကျဲတိုက်ခိုက်မှုပြည်သူလေးဦးထိခိုက်ဒဏ်ရာရပြီးရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မျိုးနယ်ရွာသားကြီးရွာကိုအကြံဖက်စစ်တပ်ကနှစ်ရက်ဆက်တိုက်လေရင်ဂျိုင်ရိုကော့ပရာတိုဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရပြီးရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းဒေသခံပြည်သူများနှင့်မျိုးဦးအောင်ပွဲတော်လိုင်းရေးအင်အားစုမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ ရှမနီအော်တိုဘာလ23ရက်နေ့နနက်10နာရီခန့်တွင်ဝက်လက်မျိုးနှင့်ရွာသားကြီးရွာကိုအကြံဖက်စစ်တဲ့ဤနာမခါမတက်လာသောဂျိုင်ရိုကော့ပရာ3စီးကဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းရှင်းနေမိုးလွင်7နာရီ20မိနစ်နှင့်3နာရီကျော်ခန့်တွင်လည်းရွာသားကြီးကျဲရွာကိုနာမခါမတက်လာသောဂျိုင်ရိုကော့ပရာ3စီးကထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထို့ပြင်ရင်းနှီးညံ့တဲ့၄နာရီကျော်ခန့်တွင်လဲရွာသားကြီးကြီးရွာနှင့်စူတောင်ဖြည့်ဖျားဝင်အတွင်ကိုအကြံဖတ်စစ်တပ်ဤတရာဦးလေးတပ်မှတက်လာသောဂျက်ဖိုက်တာကဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့ဘုံကျဲတိုက်ခိုက်မှုများအတွင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကြီးရွာနေပြည်သူများသည်လဲရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်အလားတူယနေ့အောက်တိုဘာလ14ရက်နေ့နနက်9:25မိနစ်ခန့်တွင်လဲဝက်လက်မြို့နယ်ရွာသားကြီးကြီးရွာကို ဂျိုင်ရိုကော့ပရာ၃စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်မိုးလွဲ၁၂နာရီ၁၀မိနစ်ခန့်တွင်လည်းဂျက်ဖိုက်တာ၃စီးကရွာသားကြီးရွာကိုထပ်မံပုံကျဲတိုက်ခိုက်သွားကြောင်းသိရပါတယ်။စစ်ခွေးတွေဒီနေ့လေးချောင်းနဲ့ပုံကျဲသွားတာကတော့အထီးကိမ့်မသိရသေးဘူး။မနေ့ကစစ်ခွေးတွေပုံကျဲသွားတာကတော့ပြည်သူလေးဦးထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်ဟုမွေဦးအောင်ပွဲတော်လိုင်းရင်အားစုမှတာဝန်ရှိသူကပြောဆိုပါတယ်။ အကြံဖက်စစ်တဲ့လေးချောင်းတိုက်ခိုက်မှုများကြောင့်လက်ရှိချိန်တွင်ရွာသားကြီးချွေရွာမှပြည်သူများအပါအဝင်အနီးအနားရှိချွေရွာများမှပြည်သူများသည်ဘေးလွရွာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။စက်တင်ဘာလပိုင်းကလည်းဝက်လက်မြို့နယ်အရှိချမ်းရှိတစ်စိတ်ပင်ရွာအင်တောင်ရွာရုံးပင်ကုန်းရွာမင်းကုန်းရွာနဘဲပင်လာရွာနှင့်တက်တာရွာတို့ကိုဝိုင်းတွဲဖြင့်အကြံဖက်စစ်တပ်ကစက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့သောကြောင့်ကလေးငယ်တဲ့ဦးအပါအဝင်ပြည်သူလေးဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ73ဦးရှိခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးနေရီကံပြူဟာတိုက်ပွဲဆက်လက်ပြင်းထန်စစ်တဲအရာရှိတွေပြူဟာကနေပစီရွာဘက်ဆုတ်ခွာသွားပြီးပြန်စစ်ကြောင်းထိုးဖို့ကြိုးစားတင်းနန်းစင်စစ်သားအစ်တွေထော်လန်ရေးတပ်တွေထံဇက်တိုက်အလင်းဝင့်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်နေရီကံပြူဟာဟာခုကန်စစ်ကိုဦးဆောင်နေတဲ့အမှတ်၁၈စစ်စီရေးကုတ်ခဲမှုဌာနချုပ်စာကခ၁၈ကအရာရှိပိုင်းတွေဟာအော်တိုဘာလ၉ရက်နေ့ကလေးကဆုတ်ခွာသွားပြီးပြူဟာထဲမှာကြံ့နေခဲ့ရတဲ့စစ်သားတွေကဆက်လက်ခုကန်တိုက်ခိုက်သူတွေရှိတယ်လို့ င်နန်းစင်းစစ်သားတွေလက်နက်တွေထားပြီးအေအေနဲ့မဟာမိတ်တပ်တွေထံဇက်တိုက်အလင်းဝင်လာတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။အရာရှိပိုင်းတွေကအောက်တိုဘာ9ရက်နေ့ကတည်းကစုတ်သွားတာအခုကပစီရွာဘက်မှာအခြေပြုနေတယ်။အဲဒီကနေစစ်ကြောင်းပြန်တို့ကိုစူးစမ်းနေတယ်။ယူဟာတဲမှာကြံနေခဲ့တဲ့ပါစစစ်မှုတန်းတင်နန်းစင်းတွေကတော့ခံတိုက်နေတဲ့သူတွေရှိသလိုလက်နက်တွေထားပြီးထွက်ပြေးတာတွေရောအလင်းဝင်လာတာတွေရောရှိတယ်လို့သတင်းဌာနရဲ့သတင်းရင်းမြစ်တအုပ်ကပြောပါတယ်။ အမ်ဘရလန်ပိုင်အနီကအကြီးဆုံးစစ်စခန်းဖြစ်တဲ့နေရီကန်ပြူဟာကို AA နဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဒေတာရင်စစ်စင်ရေးနဲ့ခုခံစစ်တွေကိုတပ်မ69ကတာဝန်ယူခဲ့တာပါ။ကာကင်းစခန်းကြီးဖြစ်တဲ့ MPD တာဝါတိုင်းကုန်းကို AA ကမလာမှာသိမ်းယူခဲ့ပါတယ်။ စစ်တပ်ကစစ်ကြောင်းလိုက်ထိခိုက်တည်ဆုံးတာတွင်တပ်မ69လက်အောက်ခံအမှတ်992နီးပြူဟာအဖွဲ့ကယာယီနီးပြူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်အပါဝင်အရာရှိတွေအေအေးရဲ့ဖမ်းဆီးခံရတာတွေနဲ့ထွက်ပြေးတဲ့သူတွေများပါတယ်။ဒါကြောင့်တပ်မ69တပ်မမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုစစ်ကောင်စီကမေလာထဲမှာပြန်ဖမ်းခဲ့ပါတယ်။တည်ဆုံးထရရသူအဖမ်းခံရသူတော်လှန်ရေးတပ်တွေထံအလင်းဝင်သူဖပြေးသူများပြီးအထိနာခဲ့တဲ့တပ်မ69ကိုနောက်တန်းပြန်ပို့ခဲ့ပါတယ်။ ကျမ69နေရာမှာရန်ပီနယ်တောင်ပိုင်းအခြေစိုက်စကခ16လက်အောက်ခံတရင်တွေကိုစက်တင်ဘာလမှာပို့ဆောင်ခဲ့ပါတယ်စစ်ကောင်စီကနှစ်ရီကံပြူဟာအမ်ပရန်လန်အပါဝင်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေတိုင်းပဲခူးတိုင်းအေရဝတီတိုင်းကစစ်ရေးနယ်မြေတွေမှာကျမ69လက်အောက်ခံတရင်တွေအစားစကခ16လက်အောက်ခံတရင်တွေဖြစ်တဲ့ခမရ984ခမရ969ခမရ985ခမရ989ခမရ920ခလာရ295တို့ကို ပို့ဆောင်ထားတာပါ။အဲ့ဒီတရင်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူစင်မူရန်တင်တန်းစင်အများအပြားပါလာပြီးအေအေနဲ့မဟာမိတ်တပ်တွေဒိမ့်ပိုက်ထားတဲ့စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပါတယ်။စစ်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့စင်မူရန်တင်တန်းစင်တွေအင်အားကိုသုံးပြီးထိုးစစ်ဆင်နေလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်။စတင်ပါလာဇန်ကတိုက်ပွဲတွေမှာလဲစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြီးစုခွာထွက်ပြေးသွားလို့လိုက်လံတိုက်ခိုက်နေတယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ် ။မဲ့ဤကံပြူဟာပဝင်းချင်းကအထူးကစက္ကန်နှစ်ခုဖြစ်တဲ့ခုံကြီးစက္ကန်နဲ့ဖိုက်တာကုန်းကိုစက်တင်ဘာလကုန်ပိုင်းနဲ့အောက်တိုဘာလဇန်ပိုင်းမှာအေအေနဲ့ပူပေါင်းတပ်တွေကချက်မှန်သိမ်းယူပြီးတဲ့နောက်ပိုင်းပြူဟာတွေကစစ်ကောင်စီအရာရှိတွေကရဟတ်ရင်တွေနဲ့စုခွာသွားတာလို့စစ်ရေးတရင်ရင်းမျက်စိကနေသိရပါဗျ။ပစီရွာဟောင်းငပေးမျိုးနယ်မှာရှိပြီးအဲဒီနေရာကနေစစ်ကြောင်းပြန်ထိုးဖို့စူးစမ်းနေတယ်လို့မြေပြင်မှာရှိနေတဲ့သတင်းရင်းမြစ်ကပြောပါတယ်။ နေရီကန်ဖြူဟာကိုအေအေနဲ့ပူပေါင်းတက်တွေကအနီးကပ်ဝိုင်းပိတ်ထားပြီးအပီးသက်သိမ့်ပိုက်နိုင်ဖို့အတွက်တိုက်ပွဲတွေပြင်းထန်နေစေလို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့ပြီးအေအေနဲ့မဟာမိတ်တပ်ဖက်မှလည်းအထိခိုက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ၂ရက်နေ့ကတိုက်ပွဲတွေမှာရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့အရှိုချင်းကောက်ွက်ရစ်တန် ACDF ကအော်တိုဘာလ၈ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒါပြင်အေအေနဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့မဟာမိတ်တပ်ဖွဲ့အချို့ကရဲဘော်အချို့လည်းကြာဆုံးခဲ့တာရှိပါတယ်။ မျက်ရည်ကန်ဖြူဟောက်ကိုအပီးသက်သိမ့်ပိုက်နိုင်ပြီဆိုရင်စစ်တပ်အနေနဲ့အမ်းမြို့ကိုဥတီလို့မရတော့သလိုကောက်ွယ်ရေးပစ္စည်းဆက်ယုံတွေရှိတဲ့မကွေးတိုင်းအနောက်ချမ်းကိုလည်းထုံလိုက်ရေးတပ်ဖွဲ့တွေကပုံမထိန်ချုံဖိအားပေးလာနိုင်မှာဖြစ်တယ်လို့စည်ရေးလေးလာသူတွေကပြောပါတယ်။